မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာတို့ဘာလို့လို့နဲ့အချိန်တွေတပြည့်ပြည့်နဲ့ပြောင်းလာတာအခုဆိုရင်2025ရဲ့အောက်တိုဘာလ10လပိုင်းအတွက်တနင်္ဂနွေသတိတွေအတွက်တလဆာကံကြမ္မာဟော့စတက်နဲ့ချောင်းရံဆောင်ရံကိုဆရာကဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဆရာငယ်ရဲ့တနင်္ဂနွေသတိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲဆိုတာဆရာကိုမှန်းမိကြပါအောင်ခင်ဗျာဒါအပြင်တနင်္ဂနွေသတိမိတ်ဆွေတွေအားလုံးအဆဆရရဥစွာအစင်ပြေအောင်မြင်ကြကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းဒုက္ခနာပြုလိုက်ပါတယ် ဒီ2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာဆိုရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေရဲ့ယင်ထဲမှာအရာရာကိုလုပ်ငန်းသစ်အလုပ်သစ်စတင်နေတဲ့စိတ်မျိုးတွေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်အဲ ချေချောင်းငါဟာဘာကိုလုပ်ရင်ကောင်းမလဲဒါကိုပဲလုပ်ရင်ကောင်းမလားဆိုပြီးတော့စိတ်တွေအနာဂတ်မှာမဖြစ်ပေါ်လာသေးတော့ကိစ္စတွေမှာပုံမူကောင်းအောင်စဉ်းစားနေတော့ကာလပုံမူပြီးတော့စ조사တွေးခေါ်နေတော့ကာလမျိုးတွေဖြစ်ပေါ်နေပါတယ်လုပ်ငန်းတစ်အလုပ်တစ်တွက်ဖြစ်စေအဲလုပ်ငန်းစတင်ပြီးတော့အတစ်ကိုစတင်လှုပ်ဆောင်လို့ဖြစ်စေမိတ်ဆွေတို့အနေနဲ့အလုပ်တစ်လုပ်ငန်းတစ်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်ရတဲ့အတွက်အဲစဉ်းစားနေတာမျိုးပလန်ချနေတာမျိုးတွေလှုပ်ဆောင်နေတော့ကာလဖြစ်ကြောင်းဆရာရဲ့မိတ်ဆွေများတလုံးတွေသားသမီးတွေရဲ့ရင်ထဲမှာစဉ်းစားတွေးခေါ်နေပါတယ် ို့တော့လက်ရှိမိတ်ဆွေတို့ရဲ့တနင်္ဂနွေသားသမီးတွေရဲ့ကံဟာဘာလို့လို့လို့ဒီကာလတော်တွင်ဒီရဲ့ဆယ်လာပိုင်းဆိုတဲ့လဟာအစမှာတော့အနေငယ်လေးထင်းငေါ်ကြံ့ကြတတ်တာမျိုးနှစ်ခါပြန်လို့ရတာမျိုးတွေတပည့်ဟုတ်လားတစ်ချိန်နဲ့မပြီးမပြတ်ဖ ೇನೆ နှစ်ခါပြန်လို့ရတာမျိုးခရီးတစ်ခုကိုနှစ်ခါပြန်သွားရတာမျိုးပတ်စံငွေကြီးကိစ္စပြောဆိုတဲ့အခါမှာလေတစ်ချိန်နဲ့ချော့ချော့ရှူရှူမပြီးပဲနဲ့နှစ်ချိန်ပြန်ပြောဆိုရတာမျိုးနှစ်ခါလို့ရတာမျိုးနှစ်ခုလို့ရတာမျိုးတွေကြုံအားတက်တယ်လို့မိတ်ဆွေတို့ ဘာကိုဖြစ်ဖြစ်ဒါကြောင့်စိတ်ရှိရှိနဲ့တခါတည်းပြီးပြတ်အောင်လှုပ်ဆောင်ခြင်းထက်ဘာကိုပဲဖြစ်ဖြစ်တခါတည်းနဲ့အမုန်းကြွေတလဲကြက်တခုဆိုတာမျိုးတွေတစ်ချက်တည်းနဲ့အပြတ်ဆိုတာမျိုးတွေကိုမလှုပ်ဆောင်ဘူးနဲ့အလောင်းကစားအပြော်ပါနဲ့ပတ်သက်တော့မိတ်ဆွေတနည်းတွေသားသမီးတွေဟာအဟိုဆနကလုပ်ငန်းနဲ့ပတ်သက်အလုံးနဲ့ပတ်သက်ရင်ဒါကမှမရရင်ခွေးဖြစ်ပြီဆိုတဲ့လုပ်ငန်းတွေမှာတော့သတိထားစဉ်းကျင်ရအတွက်တော့မိတ်ဆွေတို့အတွက်အထူးသတိပေးလိုပါတယ်အထူးသဖြင့်တနည်းတွေသားသမီးမိတ်ဆွေတွေဟာအလုံးအကင်နဲ့မပြောမိမှကြမ်းပါကြီး ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အသက်ရှူကြက်တာမျိုးတွေငဘူကလေနဲ့ပတ်သက်တာမျိုးတွေဒီအခြေခံရှိတဲ့မိတ်ဆွေများတတိထားရန်လိုအပ်ပြီးတော့ခါအရေးကြီးသောခွဲစိတ်မှုလေးတွေလောက်တဲ့မိတ်ဆွေများတတိပြုစင်ခြင်းမှာဒါအပြင်ညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်မိမိတို့အနေနဲ့ကျမ်းမာရေးညံ့တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေရွှေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တာမျိုးမိသားစုအတွင်းမှာညအိတ်ညနေအဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးရုပ်တရက်မိသားစုဝင်ထဲမှာဖျားလာတဲ့အခါမှာ မိမိကိုယ်တိုင်ဖြစ်စေမိမိအရာမိသားစုဝင်တဦးတယောက်ကိုရှင်းနှောင်းအရှင်ထွက်ပေးလိုက်ပါဒါဆိုရင်မိစေတို့ရဲ့အသေးထွက်ခြင်းပြက်ခြင်းရှင်းနှောင်းထွက်ခြင်းကံဒီပျောက်ပြီးတော့တိတိတသာကောင်းလာမယ်ဒီလိုမှမဟုတ်ဘူးဆရာကြီးကျွန်တော်တို့ရွှေဝယ်ထားမိတယ်ညာအညာနေခေါ်ထားမိတယ်တကယ်လို့မှစီးပွားရေးတွေကခက်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 မဟုတ်ဘဲနဲ့ကြာလာပြီဆိုရင်တော့ဖြစ်နေတယ်လို့ဧသာတိမိစေများအနေနဲ့မိစေတို့ကိုယ်တိုင်မိမိရဲ့အိမ်တွင်းမှာရှိတဲ့ရွှေသူမဟုတ်ရင်ဟာဟာတံမိုးရှိတဲ့အရာလေးကိုစတိရောင်းလိုက်တာမျိုးပေါင်လိုက်တာမျိုးအဲသဘောတရားထွက်လိုက်တာမျိုးတွေလောက်တာမျိုးဖြစ်စေ ကြံလွတ်တာမျိုးငားလွတ်တာမျိုးလုပ်ပြီးလာရင်မိတ်ဆွေတို့ရဲ့ကံဟာကျမ်းမာရကောင်းမွန်လာမှာအတိအကျပဲဖြစ်ပါတယ်။ကလေးငယ်များနဲ့ပတ်သက်ပြီးအသက်16နှစ်အောက်ကလေးငယ်များအနေနဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါမှာနာဖျားတတ်တာမျိုးတွေဒီအဲနာစီးချောင်းဆိုးတာမျိုးတွေတာမန်အဖြစ်ရိုးရာနတ်တွေပုပ်ကိုဆွဲတွေမကြိုက်ဘူးခမဲပေးတာမျိုးတွေဖြစ်ရတဲ့အတွက်တနင်္ဂနွေသမီးတွေကဒီကာလဟာဒီရိုးရာတို့ရှေးထုံးလဲမပဲကောင်းကြောင်းနဲ့တတိထားပြုမှုစင်ကြင်ရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။အလုံးကိုင်း အလုတ်ကိုင်နဲ့ပတ်သက်လာရင်မိတ်ဆွေတို့ရဲ့ကံဟာအထက်မှာဆရာပြောခဲ့တဲ့အတိုင်းနှစ်ခါပြန်လောက်ရတာမျိုးလေးတွေစိတ်ရှည်ပြီးတော့တီးခံပြီးတော့လောက်ရတာမျိုးလေးတွေအလုတ်တစ်ခုခုကိုနှစ်ခါနှစ်ကြိမ်ပြန်လောက်မှတစ်ခါတည်းနဲ့တော့ချော့ချော့ရှူမပြီးတတ်တဲ့အတွက်အလုတ်ကိုင်နဲ့ပတ်သက်ရင်တော့ဘာကိုဖြစ်ဖြစ်စိတ်ရှည်တီးခံပြီးတော့အဲကျိန်ဖန်များစွာလုပ်နေတယ်ကို့အတွက်တိုးတက်လေဆိုတော့မိတ်ဆွေများဖြစ်တဲ့အတွက်ကြောင့်မလို့အဲတရင်းဝင်သားသမီးတွေကဒီကာလမှာစိတ်ရှည်တင်တော့လာဖြစ်ပြီးတော့ထင်ပေါ်မှုလုပ်ငန်းလေးတွေမှာအားနေတယ်အထူးသဖြင့် social media နဲ့ပတ်သက်ပြီးတော့သတိထားစနေမှာ အနုပညာနဲ့ပတ်သက်ပြီးဗကြီးဘခုဘေးရင်မိရစံကြံတရုတ်ဆောင်အစိုးရကအရေးကြီးသဖြင့်သူခုမနဲ့ပတ်သက်လာရင်လူတီနဲတာမျိုးလေးတွေကိုကိုကောလာဟာလာတဲ့နေ့ထွက်တာမျိုးလေးတွေအကြော်စောမှုအားနေတော့ကာလာသဘုတ်လေးလွင်အပြောခံရတော့မျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်တနုံးနေသားမိတ်ဆွေတွေကဒီကာလမှာကြော်စောမှုထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးအမိပေးခြင်းဆိုင်းဖို့တင်ခြင်းတွေနဲ့ပတ်သက်လာတဲ့အခါမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ကြောင်းနဲ့မိတ်ဆွေအနုပညာရှင် အတတ်ပညာရှင်ထင်ပေါ်ကျော်စောမှုနဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့တနင်္ဂနွေသတင်းမိတ်ဆွေများတော့အရာရာကိုတတိထားရန်လိုအပ်ပါတယ်အကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါရစေဒီလကတော့ဒီမှာဆိုရင်တနင်္ဂနွေသတင်းတွေဟာစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်စတင်လှုပ်ဆောင်မှုတွေလုပ်ငန်းတွေအကျိုးပေးပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေစံစီစေစားစားတောက်ကုန်နဲ့ပတ်သက်သောလုပ်ငန်းတွေချိတ်တိုးဆောင်ရွက်လှုပ်ဆောင်မှာဒါအပြင် ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီတွေရရှိတာမျိုးညီအကိုမောင်နှမတွေရဲ့စိတ်ရှမ်းသာစရာတဲ့ဒီမျိုးလေးတွေကြားမိတာမျိုးထိုသူတွေရဲ့အကြံဉာဏ်ကောင်းတွေအတွေးခေါ်ကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်သောကိစ္စတွေမှာလက်လွန်ထားသောငွေကြီးတွေကိုပြန်ပြီးတော့ရဲရဲဝံ့ဝံ့တောင်းဆိုတာမျိုးလေးတွေအချိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်တယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ ဂုံတရီကြီးချင်းတွေရရှိတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်လို့အသိပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်အတတ်ပညာနဲ့ပတ်သက်ပြီးဖြစ်ဖြစ်ဘာကိုဖြစ်ဖြစ်အနာဂတ်အတွက်ဗကြီးဗဟုသင်္ကန်းအစရှိတဲ့အရာလေးတွေကိုသင်ယူခြင်းစိတ်သို့မဟုတ်ရင်သင်ကြားလို့ပဲစိတ်ကိုတက်မြောက်လို့သောပညာရပဲပညာရကိုမဆိုတိုးတက်ရှင်တဲ့အနာဂတ်အတွက်အထောက်အကူကောင်းနေရရှိသောကာလဖြစ်ပြီးတော့သင်ယူလေ့လာရန်အတွက်အားသာသောကာလဖြစ်ပါတယ်ခင်ဗျာ စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးတယ်စံစီစေစားစားတော့ကုန်နဲ့ပတ်သက်တာတွေဆက်တော်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်ဟိုကွန်းလို့ချမ်းလို့အစရှိတဲ့လုပ်ငန်းတွေကွန်ပျူတာလို့ကြောက်လို့သဲလို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေမှာချိတ်တို့ဆိုင်ရာလှုပ်ဆောင်မှာ အားသာကောင်းမွန်တိုးတက်နိုင်သောကာလဖြစ်ပါတယ်။ယင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးဖုံးနဲ့ပတ်သက်ပြီးအစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကိုရရှိတတ်တာမျိုးအထောက်ပံ့ကိုရရှိတတ်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပါတယ်ခင်ဗျ။ညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ငကူကမိသားစုအတွင်းမှာအရှုံးအောင်ဖြစ်နေတာမျိုးတို့မဟုတ် ဝေးกว่าနေတော့ညီကောင်တို့မှသားချင်းနေနဲ့ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်အမွေတွေရရှိတာမျိုးလေးတွေစိတ်ချမ်းသာစရာတုံးနဲ့တုံးတယောက်နဲ့တယောက်မိသားစုဝင်နေမှာမပြေလည်မှုတွေရှိတဲ့အခါပြေလည်အောင်ဆွမ်းဆောင်တာမျိုးတွေခါကံရဲ့အားသာခြင်းနဲ့တိုးတက်ခြင်းကိုရရှိနိုင်သောကာလဖြစ်ပြီးတော့ထက်လောင်းပြီးတော့ငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုစတင်လှုပ်ဆောင်ရတော့တော့အားသာကောင်းမွန်သောကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်ငွေချင်းနဲ့ပတ်သက်ရင်ငွေလုံးနဲ့ရင်းကနေဝင်လာတတ်တယ်သို့တော်လုံးနဲ့ရင်းကနေဝင်လာတဲ့နေရာမှာလည်းမိတ်ဆွေတို့အနေနဲ့ ကိုကိုမဟုတ်ပဲနဲ့မိသားစုကိုအကြောင်းပြုပြီးဖြစ်စေမိမိရဲ့အိမ်တွင်းမှာတယောက်ယောက်ကိုတူဦးကိုအကြောင်းပြုပြီးဖြစ်စေငွေကြေးဝင်လာတာမျိုးလေးတွေငွေကြေးကန်ကောင်းတာမျိုးလေးတွေဖြစ်စေရရှိတတ်သောကာလဖြစ်ပါれခင်ဗျာလူငယ်တွေအရှိရေးနဲ့ပတ်သက်လို့မေတ္တာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့မိစေတို့ချစ်သူတဲ့ရည်စားတဲ့ရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ ယာယီကူးစားတွေလည်းကြုံရတတ်ပါတယ်သို့တော့တတိထဆင်နေရမှာဒီကာလဟာအိမ်အောင်ပြူရန်အတွက်ဆေးဆက်ရန်အတွက်တော့ဒိုင်မင်နာမျိုးလေးတွေမပြုတ်လို့တင့်တယ်လို့မိတ္တာကြီးနဲ့ပတ်သက်လာလို့ရှိရင်ကြီးစားလဲရအိမ်အောင်လဲကြတတ်တယ်အဲ့ဒီအိမ်အောင်တွေဟာမမြဲတက်တော့ကာလဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကာလဟာအိမ်ကြီးစားတော့ရလို့ကောင်းပေမဲ့အိမ်အောင်ပြူရန်ဆေးဆက်ရန်ဒိုင်မင်နာမျိုးလေးတွေမှာတော့မပြုတ်လို့တင့်ကြောင်းလေလော်လော်နဲ့မဆုံးဖြတ်တင့်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မီးကြီးသားများအနေနဲ့လည်းထုတ်တူပါပဲအိမ်အောင်ရေးနဲ့ပြုမဲ့တိုင်းပင်ကမှတယောက်နဲ့တယောက်တူးနဲ့တူးနားလည်မှုလွဲရတာမျိုးလေးတွေအိမ်အောင်ပြုမဲ့တိုင်းပင်ကမှတယောက်နဲ့တယောက်ညှိနှိုင်းမရတာမျိုးလေးတွေမိသားစုဝင်နဲ့ကိုယ့်ရဲ့မိသားစုနဲ့တစ်ဖက်ကကိုယ့်ရဲ့ဟိုဟာလာချစ်သူရဲ့မိသားစုနဲ့လိုက်တွေ့ရတဲ့အခါမှာနားလည်မှုလွဲတာမျိုးလေးတွေစိတ်ပုံဝင်မကြတာမျိုးလေးတွေဖြစ်ရတာမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့နဲ့ဒီကာလဟာအိမ်အောင်ပြုရန်အတွက်ဆိတ်ဆက်ကြောင်းလန့်ခြင်းတွေအိမ်အောင်ပြုခြင်းတွေမှာတော့ဒါမှန်တက်ပို့ပြီးတတိပြုရန်လိုအပ်ပါတယ် ဒီတစ်နှစ်တော့ဝါကျက်ပြီးရှေ့ရတတ်ရဲဆိုတာတနင်္ဂနွေသားသမီးတွေတော့မဟုတ်တာတော့ကြိမ့်သေးသေးကြပါလေသို့တော့မိတ်ဆွေတို့အနေနဲ့ဒါအပြင်မိတ်ဆွေတို့ရဲ့ကံဟာဘာလို့ဖြစ်ဖြစ်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိပြုစင်ခြင်းအတွက်တော့လူအကြောင်းနဲ့လူငယ်များအဖို့ကတော့တည်တည်ချာချာကိုတွေးခေါ်စဉ်းစားပြီးတော့လှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ကြောင်းဆရာကအကြံပြုပြောကြားလိုက်ပါစေစိတ်ထဲမှာစက္ကနဲပေါ်လာတဲ့အရာလေးတွေကိုတက္ကနဲတိုင်းကနဲထအလုပ်လိုက်တာမျိုးတွေပုံမူအားသာကောင်းမှုတိုးတက်စေနိုင်သောကာလဖြစ်တဲ့ ဆွေမျိုးသားချင်းအစ်စ်မိကောင်းဆွေကောင်းအစ်စ်တွေအကျိုးပေးပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လာရင်ကိုပိုင်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးထက်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာမျိုးအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးလေးတွေအများနဲ့ပတ်သက်တာမျိုးလေးတွေမှာအာသာကောင်းမှုတိုးတက်နိုင်ပြီးတော့ကိုကိုတိုင်းတဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးကိုတဦးရဲ့အမိခံလှုပ်တာမျိုးလေးတွေကကံရက်ထင်းငုံမှုကြံ့ကြာမှုကိုကြုံရတတ်တယ်လို့လုပ်ငန်းအလုပ်နဲ့ပတ်သက်လာရင်လို့ရှိရင်လည်းတစ်ချိန်လုံးကိုယ့်ရဲ့အမိခံလှုပ်တဲ့မိတ်ဆွေများဖို့ကတော့ဒီကာလအတွင်းမှာကိုယ့်အမိခံလှုပ်ရှင်းတဲ့ စတိပေါ့ကွာငမင်းကိုတော့ရောင်းနေဆိုတာမျိုးလေးတွေအမျိုးသမီးသူ့မဟုတ်မိမိရဲ့မိသားစုဝင်တွေမှာတဦးတယောက်ကိုစတိရောင်းလိုက်တာမျိုးလေးတွေနဲ့အမိခံပြီးလှုပ်လိုက်ပါဖုံးကြီးတွေကလေးငယ်နာကိုဖုံးကြီးတွေနာကိုကလေးတွေသွားနာမည်ရောက်လို့စတိရောင်းလိုက်ပါဒါဆိုရင်ငဘူကအခက်ခဲနေသူတွေကြံ့ကြာနေသူတွေထူးထူးခြားခြားကောင်းမွန်လာမယ်ကာလဖြစ်ကြောင်းပြောကြားလိုက်ပါရစေနိုင်ငံခြားခရီးသွားတတိပြည်စင်ရှင်မှာ ရဝေးခီးသွားတဲ့ပသက်တာမျိုးလေးတွေမှာလူလိန်ခံရတာမျိုးလေးတွေနေရာထိုင်ခင်းစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတက်တယ်လို့ passport လုပ်ငန်း visa လုပ်ငန်းပြီးပါရဝေးခီးသွားနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုမမြင်မတွေ့မသိရတော့ social media နဲ့ပတ်သက်ပြီးတော့အဲလုပ်တဲ့လုပ်ငန်းတွေမှာတော့တတိထားပါလူလိန်ခံရတာမျိုးလေးတွေလူယုံမလွယ်ပါနဲ့သတိပြုစင်ကြရအတွက်တော့လူအကြောင်းထက်လောင်းပြောကြားလိုက်ပါစီဂျားတုံးဂျားမဝင်ကောင်းတော့လားဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အပူတွေကူးဆက်တတ်တာမျိုးတွေကြုံရတက်တယ်လို့အာမခံပေးလိုက်ခါမှာ စလို့ပေါ့စုံစုံမြုပ်တတ်တော့ကာလာဖြစ်တတ်တဲ့အတွက်သူများရဲ့အမှုကိစ္စအမွေကိစ္စတွေကိုကိုကလိုက်ပြီးတော့အာမခံပေးတာမျိုးလေးတွေတတိပြုဆင်ခြင်ပေးပါသူများတွေရဲ့အိမ်လို့ရေးကိစ္စကိုကိုကစေတနာတွေပို့ပြီးသွားဖြေရှင်းကာမှအပူအပင်တွေကူးဆက်တတ်တာမျိုးတွေမလိုလားအပ်တဲ့ပြဿနာလေးတွေကြုံရတက်လို့တတိပြုဆင်ခြင်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီတနေ့ဝင်တာသမီးမိတ်ဆွေကိုဝင်တဲ့မိတ်ဆွေများအနေနဲ့အားအားကိုပို့ပြီးတော့တတိထားဆင်ခြင်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ ကိုဝင်တယ်မိတ်ဆွေများအနေနဲ့ဆိုလို့ရှိရင်တော့စွန့်လာလို့ပေါ့စွန့်ကြအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဒီကလေးမွေးလာရင်ဘာမှကောင်းမှမလားဆိုတဲ့အရာလေးနဲ့ဗီဒင်းနေဗီဒါတွေဟိုမိတီမိပတ်မမီးပါနဲ့သာသမီဆိုတာယတနာပဲဖြစ်ပါတယ်ဆိုလိုချင်တာကတော့ဗျာဒီလေရဲ့လအတော်ဒီမှာတနင်္ဂနွေသားသမီးကိုဝင်ဆောင်များမိပါမိတ်ဆွေမိပါများအနေနဲ့ကတော့ကိုကိုကိုစိတ်ကွန်ဖီဒန့်ရှိအောင်နေပါနွေ့နွေ့ထွေးထွေးနေပါမဟုတ်အလေးပင်တွေမားတဲ့အခါတတိထားပါ အပြက်သဘောဆောင်တာတွေမကောင်းတဲ့အနာမိတ်တွေကိုပြောဆိုတာမျိုးလေးတွေကိုတတိထားပါစင်ကျင်ပါလို့ပဲဆရာကထားလောက်ပြောကြလိုက်ပါစေမိဘတွေဆွေမျိုးသားချင်းတွေနဲ့အရင်ကြီးဝေးလာလို့ရှိရင်အချိန်ချင်းခဏခဏဆွေးနွေးခြင်းနှွေးထွေးအောင်နေပါမဟုတ်လို့ရှိရင်မိမိရဲ့တိမ်ငယ်စိတ်လိုက်တတိသားရဲ့စိတ်ဆန္ဒမှာပြောင်းလဲခြင်းချွေးခြင်းမျိုးတွေမကြုံလာလေအောင်ဆရာကမှာခြင်းဖြစ်ပါလေခင်ဗျာကောင်းပြီ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ချီချီဝူးဝီးတော့မရှိပါဘူး။ငဘူကမှားခဲ့ပြီးသားကိစ္စလေးတွေကိုတဝင်းတို့ဥတို့ရိုးစွတ်စွတ်ဆဲတာမျိုးလေးတွေကြောင့်ပြဿနာတက်ရတက်တာမျိုးဖြစ်စီ ်ဒါသမီးကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကျပြောဆိုတဲ့အခါမှာဖြစ်စီနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ငါသာလေးလုပ်မယ်ဆိုရင်ဒီနေရာလေးပြောင်းမယ်ဆိုရင်တယောက်နဲ့တယောက်တူးနဲ့တူးဟိုနေရာထိုင်ခင်းအိုးအိမ်ချမ်းမီကိုအကြောင်းပြုပြီးဖြစ်စီဒါသမီးကိုပတ်သက်ပြီးတော့အကြောင်းပြုပြီးဖြစ်စီပြဿနာစကားလွဲတာလွဲရင်စွစွဝါးဝါးတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအဲ့ဒီလိုပဲအစင်မပြေမှုတွေတယောက်နဲ့တယောက်နားလည်မှုတွေလွဲနေရင်တော့မိမိတို့ရဲ့ဒါသမီးတွေရဲ့အကြောင်းပြုပြီးပြန်လဲအစင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတရင်ကောင်းကြားရတာမျိုးလေးတွေ ြုံရတတ်ပါတယ်ခင်ဗျာသို့တော့အဲမိတ်ဆွေတို့အနေနဲ့သတိပြုစင်နေရမှာမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိမှာမျက်နှာရှင်းဆိုင်နေတာမျိုးထက်ဝေးကွာနေတာသို့မဟုတ်အကြောင်းအရာမျိုးစုံနဲ့ခတခွနခွဲနေတဲ့မိတ်ဆွေများပုံမူပြီးတော့ကံရဲထောက်ပံ့မှုကိုရရှိနေပြီးတုံးနဲ့တူတယောက်နဲ့တယောက်မျက်နှာရှင်းဆိုင်ကိုပြဿနာကတော့ကစားလေးနေကြုံရတတ်တဲ့အတွက်တော့တနည်းနည်းသာသမီးမိတ်ဆွေများအိမ်အောင်ကြီးမှာဆိုရင်တော့လင်ယောက်ျားသို့မဟုတ်မိမိအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးစိတ်နည်းနည်းပင်ပန်းတတ်တဲ့ကာလဖြစ်ပါတယ် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတော်တွင်မှာဆိုလို့ရှိရင်အအချိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါစီမိတ်ဆွေတို့ဒီလာတာအတော်တွင်မှာဆိုလို့ရှိရင် ဆွေမျိုးသားချင်းနဲ့ပတ်သက်တာတွေစတင်လှုပ်ဆောင်တဲ့လုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေအဲဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကွန်ပျူတာဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းတွေပညာရေးနဲ့ပတ်သက်ပြီးတော့တင်ယူတိုးတက်မှုတွေအားသာကောင်းမှုပြီးတော့လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့လိုတဲ့အလုပ်တွေတရွာမပြောင်းကုကောင်းမဖြစ်ဆိုတဲ့မိတ်ဆွေများသတိပြုစင်ရင်မှာယာရုလုပ်ငန်းကိုင်ကန်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်တွေပေါ်တက်ပါတယ်ယာရုတက်ဖို့ထက် လက်ရှိရှိနေတဲ့ယာတူကိုပဲမပြုတ်အောင်ကြိုးစားစွမ်းဆောင်တာအပုံကိုကောင်းမှပါလေခင်ဗျာနော်ယာတူပြောင်းခြင်းနေရာထိုင်ခြင်းပြောင်းခြင်းနေရာပြောင်းလာတဲ့အခါမှာလေကိုကိုကိုစိတ်တိုင်းမကြတာမျိုးလေးတွေအားမရတာမျိုးလေးတွေဂျုံကတက်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုငါတိထက်ပိုလုံနိုင်ရမှာဆိုတဲ့စိတ်မျိုးငါတိထက်ပိုကြိုးစားရမယ်ဆိုတဲ့စိတ်မျိုးတွေကိုအဲကိုကိုကို confidence ကျစေသောစိတ်မျိုးတွေဝင်တတ်တဲ့အတွက်တော့သတိပြုစင်ကြင်ရလိုအပ်ပါလေခင်ဗျာနော်ရန်ဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဘာသာရှားလူမျိုးရှားတွေနဲ့ပတ်သက်တဲ့တတိယအဆင့်တွေမှာမိမိအိမ်အတွင်းမှာ ဖះဆင်းလို့တော့အပက်အပြက်တွေရှိလို့ရှိရင်လည်းစွန့်မှာစွန့်ပြီးတဲ့အခါဖះဆင်းလို့တော့အပြက်တွေကိုမကိုးွယ်ကောင်းမှုဆိုတဲ့အကြောင်းနဲ့ကံဟာကြလာတော့မယ်နမိတ်ဖြစ်ကြောင်းထလောင်းပြောချလိုက်ပြရစီထို့အပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်တော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းဥစည်းဥဆောင်လုပ်ရင်အာသာခြင်းတွေတိုးတက်ခြင်းတွေအစင်မပြေနိုင်ကြဘာမှမရှိဘဲနဲ့စူးစမ်းရင်စူးစမ်းသလောက်ကံရဲ့အထောက်ပံ့အတွေးခေါ်နဲ့အရှိတို့ဆောင်ရင်အောင်မြင်စရာတွေတိုးတက်စရာတွေကြည့်ပေးဆိုတာကိုလည်းထလောင်းပြောချလိုက်ပြရစီ လက်လွန်ထားသောငွေကြေးတွေပြန်လည်ရရှိနိုင်တယ်ဘလောက်ပဲခက်ခဲကြက်တဲစီကမူအထောက်အကူကူညီကိုရရှိစေနိုင်တယ်စေတနာတွေအကျိုးပေးမဲ့ကာလဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ပဝင်းချင်းမိသားစုဆွေမျိုးသားချင်းနဲ့ပတ်သက်လို့တဟဆာတာတက်အောင်နေပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုတခုခုကိုတွေးခေါ်ထားတဲ့အခါကိုကိုယ်တိုင်တဦးနဲ့တယောက်နဲ့တွေးတာတက်အများကိုမိသားစုဆွေမျိုးကိုချပြတာမျိုးလေးတွေအကျိုးပေးသောကာလဖြစ်ပါတယ်ဆိုရှယ်မီဒီယာနဲ့ပတ်သက်လို့လူလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တယ်လို့တတိပြုစင်ကြင်ရအတွက်တော့လူအပ်သောကာလဖြစ်ပါတယ်ငကူကနှလုံးနဲ့ပတ်သက်ပြီးမောပန် န်းလို့တဲ့တမိတ်ဆွေအရေးကြီးသောကိစ္စမဖြစ်သေးပဲနဲ့ခွဲစိတ်တာမျိုးလှုပ်ဆောင်တဲ့မိတ်ဆွေများဒီလားအတွင်းမှာတတိထားပါဘာကိုဖြစ်ဖြစ်ဒီလားတာတော့ဒီမှာဆိုရင်တတိထားဆင်ကျင်ရမယ့်အရာလေးတွေကတော့ဘာကိုလှုပ်လို့စနေရက်တို့စနေနေ့တို့မှာတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တန်ဖိုးရှိတဲ့လက်ဝတ်လက်စားယတနာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေစက်ပစ္စည်းရင်းတွေတန်ဖိုးရှိတဲ့အရာတွေကိုစနေနေ့မှာဝယ်တာမျိုးလေးတွေကိုတတိပြုဆင်ကျင်ရလိုအပ်ပါတယ်ဒါအပြင် တတိခီးမသွားတင်တာကတော့တောင်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိပြုစင်ကြပေးရန်လိုအပ်ပါတယ်ခြောင်ရမယ့်အရာကတော့အဝါရောင်လို့စင်ဆွဲရောင်လို့ဖြစ်ပါတယ်အကျိုးပေးစေသောအရာတွေတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစေဒီလတာတော့ဒီမှာဆိုရင်တနင်္ဂနွေသားသမီးတွေနဲ့အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုး တနင်္လာသာသမီတွေရဲ့အကူအညီကိုရရှိပြီးတော့ဆွမ်းဆောင်တာမျိုးကအကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ပါတယ်။အကျိုးပေးတော့အရဟာအရှိတောင်တောင်အရဖြစ်ပြီးတော့စန်းတီယာအရကတော့မြောက်ဆူဆူအရဖြစ်ပါတယ်ခမရ။ခရီးထွက်တဲ့မိတ်ဆွေများတောက်ကြသာသမီတွေနဲ့တွေ့ထတာမျိုးလုံခြုံမှုအေးချမ်းမှုနဲ့ပြဿနာဖြေရှင်းတဲ့အခါလုံခြုံမှုစိတ်ဆက်မှုနဲ့အကြံဉာဏ်တွေးခေါ်ကောင်းတွေကိုတောက်ကြသာသမီတွေကိုတိုင်ပင်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအားသာကောင်းမှုကံကောင်းစေပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟို ဘာဘဲလောက်လို့မိတ်ဆွေတို့နဲ့ဒီလာတာတော့ဒီမှာဆိုရင်အပန်းရောင်လို့မိုးပြာရောင်လို့ဒီအရာမျိုးတွေအစိမ်းရောင်လို့ပါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတဲ့အခါအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသားသမီးတနင်္လာသားသမီးတွေနဲ့တွဲပတ်လို့ပါအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့၃ကဏ္ဍ၅ကဏ္ဍ၈ကဏ္ဍနေတာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားသာကောင်းမွန်ပြီးတော့ကံကောင်းစေတော့လာဖြစ်ပါလေခင်ဗျာအဆက်ဆက်ရရမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့လိုရာကိစ္စကိုမသွားမိမှာ မိမိအိမ်ရဲ့เนาะမိမိအိမ်ရဲ့မြတ်စွာဘုရားမှာတောက်ရီသုံးဘက်တိတိလှူပြီးတဲ့အခါမှာအမွေးနှံတာလေးဘုရားကျောင်းဆောင်မှာစွဖျန်းပြီးတော့ခါလူရာကိစ္စကိုအောင်မြင်ပါစေဆိုတဲ့စိတ်ကလေးတန်တိတ်တန်ချပြီးတော့အသက်အောင်ပြီးခုနှစ်ကြိမ်တိတိဆူတောင်းပြီးတော့လူရာကိုတွားရင်အောင်မြင်ကြီးတိုးတက်ခြင်းတွေရရှိစေမယ်လဖြစ်ကြောင်းထာလောင်းပြောကြလိုက်ပါစီဘာကိုလှုပ်လှုပ်တော့အစမှနည်းနည်းလေးစိတ်တိုင်းမကြခြင်းတွေဂျုံဟာတက်တဲ့အတွက်တော့စိတ်တမကြပါနဲ့ချစ်လို့ဆောင်လာလှုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လဖြစ်ကြောင်းထာလောင်းပြောကြလိုက်ပါစီ ခေါင်းပြီမိတ်ဆွေတို့ဒီလာတာတော်တွေမှာအဋိဋ္ဌံပြုလို့တဲ့တနင်္ဂနွေသာသမီဆရာငယ်မိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်တော့အရဟံဆိုသောဂုံတော်ပတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တိတိအဋိဋ္ဌံဝင်ပြီပါအရဟံဆိုတော့ဂုံတော်ပတိကိုတနည်းကိုသုံးပတ်လုံးနဲ့73ရက်တတိအတိတ်ကဝင်ပြီးပါအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဆရာတော်ဝင်ထားလိုက်ပါခင်ဗျာနော်ဒါအပြင်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်အယောင်းထက်စီရန်မပြောမိဆရာငယ်နားမှာဆရာမန္တလေးရမိတ်ဆွေတွေ ဆရာငနာမပေးတဲ့မေးကြည့်မေးချင်ရင်ဆရာ84 24 25မှာအစာဟိကွန်ဒူမှာရှိပါတယ်ဆရာငနာပေးတဲ့မေးချင်ရင်ဆရာမန္တလေးမိတ်ဆွေဆရာရှိနေတော့မှာ AC private လေးတွေ့ပြီးတော့ဆရာအများကြီးတော့လက်မခံဘူးတွေ့ပြီးနိုင်ပါတယ်သောသောမိတ်ဆွေတို့အနေနဲ့ဆရာကြီးမှာပုံမှန်တိုင်းပဲဖြစ်တဲ့ဗီဒီယိုမင်းကြီးဖြစ်တဲ့ခွန်ကိုသုံးညနေကိုသုံးညလေးတစ်ချောက်ဆိုတဲ့ WhatsApp Telegram Viber မှာဖြစ်စေဆရာငယ် Facebook Page Messenger မှာဖြစ်စေရက်စင်းလေးတော့တရက်ကြိုတောင်းပေးပါဆရာအားတဲ့ရက်ကို ကွန်နက်ပြန်လုပ်ပြီးတော့မိတ်ဆွေတို့နဲ့အေးအေးဆေးတွေ့ပြီးဆရာငယ်ရုပ်ချောချောလေးကိုကြည့်လို့ရကြောင်းနဲ့ခေကောင်းပြီမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်ထွက်အယောင်ထွက်စီဖို့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ထွက်စီရလို့ငါတခဲလေးတစ်ခုနဲ့ခုနှစ်ချက်တိတိခောက်ပြီးတော့ဟဲ့မြန်မြန်ထွက်မြန်မြန်ရောင်းထွက်မြန်မြန်ရောင်းထွက်ဆိုပြီးတော့ဟာတခဲလေးတစ်ခုနဲ့ခုနှစ်ချက်ရိုက်ပုံထိတွေ့ပြီးတော့ပြောလိုက်ပါရောင်းထွက်ဝယ်ထွက်သွားစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံအားကောင်းစီရပြုလုပ်ရမယ်ရေလျာအနေနဲ့ဆိုရင်တော့ဖြစ်ခင်ဗျာ မုံလုံးကြီးပေါ28လုံးတိတိကိုမုံလုံးကြီးပေါ28လုံးတိတိကိုမိမိအိမ်ကမျက်စွာဗျာမှာလှူပြီးတော့မြုပ်နေသောငွေကြီးကိစ္စခက်ခဲနေသောငွေကြီးကိစ္စတွေအစဉ်ပြေစပါစေလို့ဆုတောင်းပြီးမိတ်ဆွေတို့ရဲ့မျက်စွာဗျာမှာလူသားမှာနေစဉ်လည်းလူတန်းလို့ရတယ်လို့မိမိတို့အနေနဲ့မိမိရဲ့မွေးနေ့မှာဖြစ်ဖြစ်ရှားဝယ်လို့ရတဲ့ရမှာဖြစ်ဖြစ်မုံလုံးကြီးပေါ28လုံးကိုမိမိရဲ့အိမ်မျက်စွာဗျာမှာလှူပြီးတော့လက်လွန်နေသောငွေကြီးတွေပြန်ရပါစေသို့မဟုတ်ရင်လည်း ပိတ်နေသောငွေကြီးပြန်ရပါစေဆိုပြီးတော့လှူဒါန်းမှာစားလို့လည်းရပါတယ်เนาะဒါဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစင်ပြေအောင်ရင်တိုးတက်ပြီးကံကောင်းစီမှာအတေချာပဲဖြစ်ကြောင်းနဲ့ကဲဒီနေ့ဝင်သားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဒီ2025ခုနှစ်ဆယ်လပိုင်းအော်တိုဘာလအတွင်းမှာရတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီကြောင်းဆရာကဆုတောင်းရင်းနဲ့နောက်တစ်ခါတော့တနင်္လာသားသမီးတွေအတွက်ပြန်လည်စုံစည်းရအောင်ယေရှုတင်ပါတယ်ခင်ဗျာတနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်မှုကိုပေါင်းတရကူဆောင်ကြပါစီဗျာ